ေကအေယာဝီနောက်ဖက်ချမ်းကိုတိမ့်လိမ့်မယ်အေယာဝီအေယာဝီမြည့်ရဲ့နောက်ဖက်ချမ်းကိုတိမ့်လိမ့်မယ်အဲ့လိုတိမ့်ပြီးတဲ့အခါမှာကြောက်ရွံ့နဲ့လဲယူမယ်လို့ကျွန်တော်ကတွက်ထားတာဒါပေမဲ့အခုကအေကကြောက်ဖြူကိုတိုက်တိုက်မဲ့သဘောပေါ့နော်ကြောက်ဖြူရဲ့ပတ်ဝန်းကျင်ကိုတိုက်လာတဲ့သဘောလို့ရှိတယ်အဲ့တော့ကြောက်ဖြူသာကြသွားခဲ့လို့ရှင်တရုတ်ကစဉ်းစားရမယ့်အခန်းကဏ္ဍတစ်ခုရောက်လာတယ်နော်တရုတ်ကသူ့ရတ္တိချက်ကိုစဉ်းစားရတော့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာ နေစဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အစည်းအဝေးမရှိပါဘူး။ဒါပေမဲ့ ကဲမထူပါဘူးလေနော်ဟိုစကားလေးပြောဖို့လဲအချိန်လေးနည်းနည်းရတယ်ပြောလိုက်ရင်ကောင်းမလားမသိပါဘူးဆိုပြီးတော့ဒါ line တက်လာနော်အဲ့တော့ကြိုတင်ပြီးတော့ဘာမှအစည်းအဝေးထားတာမရှိပါဘူးပြောချင်တာကတော့တခြားမဟုတ်ပါဘူးအခုလိုနေထမှာလူတွေစိတ်ဓာတ်ကျနေတာကိုမကြသေးခြင်းလို့နော်အားပေးခြင်းလို့လာခဲ့တာပါအဲ့တော့ထုံးစံအတိုင်းပဲ တလိုက်ရနိုင်ပါတကယ်ကုန်နိုင်ပါเนาะအဲ့တော့စိတ်ရမကြပါနဲ့ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်เนาะကျွန်တော်တို့လက်ရှိအနေထားဒီเนาะတလိုက်ရရှေ့ဝက်ဆက်သွားနေတယ်မလာလမ်းပြောက်တယ်ပြောက်သွားတယ်เนาะတရုတ်ဟိုရုရှားကိုသွားတော့လဲထွေထူးထူးပြီးအဆင်ပြေတာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်ကမ္ဘာနိုင်ငံရဲ့နိုင်ငံကြီးကလည်းရှိတ်ထွေးနေတာเนาะအဲရှိတ်ထွေးနေတာကကြတော့သူ့အနေနဲ့ဘယ်လိုမှဟို ဘတော့ဟိုအားကိုးရရှာရဖို့မလွယ်ဘူးเนาะအဲ့သူကတော့လမ်းပြောက်သွားပြီအဲ့ဒါလုံးဝတည်ကြတယ်ရွေးကောက်ပွဲမဖြစ်ဘူးလို့ကျွန်တော်အပိုင်ပြောထားတာเนาะအခုရွေးကောက်ပွဲကို2026လဲရွှေ့သွားပြီနောက်ထပ်ရွှေ့ဖို့ပဲရှိရတယ်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးအဲ့ဒါလုံးဝကျွန်တော်တခါလဲအပိုင်ပြောထားเนาะအဲ့ခါကျတော့အဲ့တည်းမပူနဲ့ရွေးကောက်ပွဲတည်းမပူနဲ့เนาะအဲ့တော့အခုကျွန်တော်တို့ပြောချင်တာကစိတ်ကြမ်းကြနဲ့နိုင်ငံရေးရာ ကျွေတလှက်ကြက်တခုပဲเนาะအဲ့တော့ဒီနေ့တစ်မျိုးနောက်တစ်တစ်မျိုးဒီနေ့တစ်မျိုးနောက်တစ်မျိုးအပြောင်းလဲလေးတစ်ချက်ကเนาะနိုင်ငံရေးအပြောင်းလဲလေးတစ်ချက်ဆိုတာကဘဝတွေအကုန်လုံးပြောင်းကုန်တာเนาะမနေ့ကတထရမနေ့ကသမတာဒီနေ့เนาะဟိုအချင်းကနဲ့ရောက်သွားတာမနေ့ကအချင်းကနဲ့လို့ဒီနေ့သမတာဖြစ်လာမနေ့ကတထရဒီနေ့စင်ရသားဖြစ်သွားတယ်เนาะအဲ့နိုင်ငံရေးအပြောင်းလဲဟာချက်ချင်းဘောเนาะ ဟိုပြောင်းလဲသွားတာဒါကြောင့်နိုင်ငံနိုင်ငံရေးအသက်အရေးကြီးတယ်နော်နိုင်ငံရေးကြောင့်စီးပွားရေးချက်ချင်းပြောင်းသွားနိုင်တယ်နိုင်ငံရေးကြောင့်လူတရားထောင်ထဲနဲ့ထောင်ပြင်ပြောင်းသွားနိုင်တယ်နိုင်ငံရေးကြောင့်အသက်တစ်ချောင်းလဲတည်သွားနိုင်တယ်ဒါကြောင့်နိုင်ငံရေးအသက်အရေးကြီးတယ်ဒါပေမဲ့အခုကောင်းတာဒီလိုအရေးကြီးတဲ့နိုင်ငံရေးကိုမြန်မာပြည်ကလူတွေအကုန်လုံးကစိတ်ဝင်စားလာတယ်စိတ်ဝင်စားနဲ့နော်နိုင်ငံရေးကိုဒါစိတ်ဝင်စားလို့ အနာသိင်္ဂရေကတောက်လျှောက်လိလခဲ့မယ်ဆိုရင်၄နှစ်တာကာလအတွင်းမှာ तू ကနိုင်ငံရေးတိတ်ပံနော်ဖွဲ့ရပါပြီအခုဆိုကျွန်တော်တို့လူတွေကမြန်မာနိုင်ငံရေးတည်မဟုတ်ဘူးကမ္ဘာနိုင်ငံရေးတောင်စိတ်ဝင်စားတဲ့အနေထားကိုရောက်လာပြီဒါကပြောမဆိုတော့ master တက်တဲ့သဘောပဲနော်အဲ့လိုဖြစ်လာပြီအဲ့ခါကျတော့စိတ်မပူနဲ့နော်နိုင်ငံရေးရဲ့အပြောင်းလဲဒီဟလာအယံမြန်တယ်ဒါကြောင့်မလို့နော်ကျွန်တော်တို့ဒေါ်လာရေးဘလောက်ကြာမှလဲဘယ်သူမှပြောလို့မရအောင်ချက်ချင်းနဲ့ငင်းနဲ့ပြီးသွားနိုင်တယ် ချေချင်းနိုင်ငံပြီးသွားနိုင်နေတယ်เนาะအဲ့တော့ဒီကဲဘောအင်အားကြီးတဲ့နိုင်ငံတွေပေါ့အင်အားကြီးတဲ့နိုင်ငံတွေရဲ့အနေထားပြောင်းလဲမှုတွေတခုကသူ့ရဲ့အချိန်ဟတ်တာကနိုင်ငံအသေးတွေမှာအကြီးအကြီးကြီးပြောင်းလဲသွားနိုင်တဲ့အဟိုအနေထားတွေရှိရယ်နော်အနေထားတွေရှိရယ်ဒါကမြန်မာနိုင်ငံအနေနဲ့ပေါ့နော်ဓာတ်ရိုက်ပတ်သက်နေတာတရုတ်ပဲတရုတ်တရုတ်နဲ့ပတ်သက်ပြီးတော့ဓာတ်ရိုက်အရန်ပတ်သက်တယ် ဲ့တော့လက်ရှိနေသားမှာပေါ့နော်ဟိုအခြေအနေလေးကနှစ်ခုဖြစ်နိုင်တယ်တစ်ခုကဘာလဲဆိုတဲ့အခါကျတော့ရခိုင်မှာတိုက်တဲ့အခြေအနေပေါ့နော်ရခိုင်မှာတိုက်တဲ့အခြေအနေကျွန်တော်ကအရင်တော့ခံမှန်းတာကကြောက်ဖြူကိုမတိုက်ဘူးလို့ခံမှန်းတယ်နော်ကြောက်ဖြူကိုမတိုက်ဘူး AA က ARE နောက်ဖက်ချမ်းကိုတိမ့်လိုက်မယ် ARE ဟို ARE မြည့်ရဲ့နောက်ဖက်ချမ်းကိုတိမ့်လိုက်မယ်အဲ့လိုတိမ့်ပြီးတဲ့အခါမှာကြောက်ဖြူနဲ့လဲယူမယ်လို့ကျွန်တော်ကတွက်ထားတာပါ ဒါပေမဲ့အခုကအေးရကြောက်ဖြူကိုတိုက်တိုက်မဲ့သဘောပေါ့နော်ကြောက်ဖြူရဲ့ပတ်ဝန်းကျင်ကိုတိုက်လာတဲ့သဘောလို့ရှိတယ်။အဲ့တော့ကြောက်ဖြူသာကြာသွားခဲ့လို့ရှိရင်တရုတ်ကစဉ်းစားရမယ့်အခန်းကဏ္ဍတစ်ခုရောက်လာတယ်။နော်တရုတ်ကသူ့ရတ္တိချက်ကိုစဉ်းစားရမယ့်အခန်းကဏ္ဍတစ်ခုရောက်လာတယ်။အဲ့တော့နောက်တစ်ခုကကြတော့နိုင်ငံတကာအခြေအနေပေါ့။အဲ့တော့ မလကရရှောက်သွားတယ်နော်ရရှောက်သွားပြီရရှောက်သွားပြီခြေခြေစလုံးပြည့်ဖက်တယ်ခြေစလုံးပြည့်ဖက်တယ်လို့ဒဝေရီနဲ့စိတ်ကောင်းလို့ရရှာချင်းဒီမျက်နှာမူဖြစ်ပြောင်းကျင်တယ်နော်ပြောင်းကျင်တယ်အဲ့လိုပြောင်းတဲ့အခါမှာအဓိကပြဿနာကအင်းနာချင်းထနိုင်ငံပဲအဲ့ဒါထိုင်းတဲ့တရုတ်ပဲနော်အဲ့ထိုင်းတဲ့တရုတ်ပဲထိုင်းတဲ့တရုတ်ကဒဝေရီနဲ့စိတ်ကောင်းကိုရရှာဝင်လာမှာကိုကြိုက်မှာမဟုတ်ဘူးဒါတရုတ်အတွက်စဉ်းစားစရာဒုတိယအချက်ဖြစ်သွားတာနော်ပထမတစ်ချက်ကနော်အကြောက်ဖြူကိုအေးအေးသိမ်းသွားပါ ဒုတိယအချက်ကဒီမြောက်လိုက်ကရုရှားကိုခြေတလုံးပတ်ဖက်တာနော်ဒီနှစ်ချက်ကတရုတ်အတွက်အဓိကအပြောင်းလဲဖြစ်ဒါပြောင်းလဲပြီးစဉ်းစားရမယ်အခြေအနေတစ်ခုဖြစ်လာနောက်တစ်ခုကမဟာလကိုတနိုင်ကလုံးကလက်မခံတာပြည်သူတွေကလက်မခံတာပြည်သူတွေကလက်မခံတာဖြစ်တဲ့အတွက်ကြောင့်သူ့အနေနဲ့နော်ဒီမဟာလဘက်ကဆက်ပြီးရက်တည်မယ်ဆိုလို့ရတရုတ်အနေနဲ့ဆုံးရှုံးမှုကြီးအများကြီးဖြစ်သွားနိုင်တယ်ဆိုတာသူတို့လုံးဝမတွက်မိစရာအကြောင်းမရှိဘူး နော်တရုတ်မှာနောက်ကအကြံပေးအုံတော်တွေအများကြီးပဲရှိတယ်။နော်အဲ့လိုအချက်၃ချက်ကြောင့်တရုတ်နိုင်ငံရဲ့နော်ရက်တိချက်အပြောင်းလဲဟာမြန်မာနိုင်ငံရေးကိုမြန်မာ၄ဦးတော်လာရေးကိုချက်ချင်းပြောင်းလဲမှုတရားဖြစ်သွားနိုင်တဲ့နော်အတိုင်းအတာတစ်ခုဖြစ်တယ်။ဒါအားရှိအောင်ပြောရမှာမဟုတ်လက်ရှိပကတိအခြေအနေကိုကျွန်တော်ကကျွန်တော်ကရှင်းပြနော်ပရိချင်းလည်းရှင်းပြတာ။ဘာကြောင့်လဲဆိုရှင်မြန်မာနိုင်ငံရင်းမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုအများဆုံးလုပ်တာကတရုတ်နိုင်ငံပဲ။ နော် तू อ่ะဘာလို့မှမကြောက်ဘူးနော်ဘယ်လိုအခြေအနေမျိုးမှာဖြစ်ရင်းနှီးမြှုပ်နှံမှုကို तू အဆက်ပြီးတွန်းရဲတယ်ဘာကြောင့်တွန်းရဲလဲဆိုတော့ဆင်သွားရင်လမ်းဖြစ်တယ်နော်ဆင်သွားရင်လမ်းဖြစ်တယ်ဆိုတော့အနေထားနဲ့ရင်းနှီးမြှုပ်နှံမှုအရင်များတဲ့နော်အရင်မြင်တော့အရန်များတဲ့နိုင်ငံကိုဘယ်အစိုးရပဲတက်လာတက်လာသူ့ကိုမောင်းမထော်ရဲဘူးအစိုးရတခုတက်လာတိုင်းတက်လာတိုင်းကရင်းနှီးမြှုပ်နှံမှုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဖိတ်ခွာရတယ်နော်ကျွန်တော်တို့လိုဒီဆင်းရဲတဲ့နိုင်ငံတွေမဟုတ်ဘူး န်တာရဲ့နိုင်ငံဒီဒီပလီရဲ့နိုင်ငံသားယဉ်ကျေးမြတ်နာမှုလာအောင်ဖိတ်ခေါ်ကြရတာရှိတယ်။ဒါကြောင့်မလို့အစိုးရတက်တကူတက်လာတဲ့အခါမှာတိုင်းပြည်ထူထောင်ရေးလုပ်ဖို့အတွက်နိုင်ငံသားယဉ်ကျေးမြတ်နာမှုကိုခေါ်ရတယ်။ကိုယ်ပ္ပစံတဲ့ကိုလုပ်မယ်ဆိုလို့ရှိရင်နှီးတယ်ပေါ့ဗျာနော်။အဲ့ခါကျတော့နိုင်ငံသားယဉ်ကျေးမြတ်နာမှုကိုခေါ်ရတယ်။ခေါ်ရတဲ့အခါမှာနော်ဒီနိုင်ငံထဲမှာနိုင်ငံသားယဉ်ကျေးမြတ်နာမှုအများဆုံးရှိထားပြီးသားနိုင်ငံကိုမောင်းထုတ်ဖို့ဘယ်အစိုးရအသက်မှာမစင်စားဘူး။နော် ယင်းနိမ့်နာမှုအများကြီးရှိနေတဲ့နိုင်ငံကိုပြန်ထွက်မသွားအောင်ဆွဲထားရတယ်။နော်ဆွဲထားရတယ်။နောက်ထပ်လဲတိုးပြီးယင်းနိမ့်နာအောင် ထပ်ပိတ်ခွာရတယ်။ဒါကိုတရုတ်ကဒီ net ကိုတည်တယ်။အဲ့လို net ကိုတည်တဲ့အတွက်ကြောင့်သူကနောက်ဆိုးကဘယ်ဆိုးရတက်တဲ့သူယင်းနိမ့်နာမှုအများကြီးဖြစ်လို့ရှိရင်သူ့အတွက်လည်းအရေးကြီးတယ်လို့တက်လာတဲ့အဆိုးရအတွက်လည်းအရေးကြီးတယ်။နော်မင်းတို့ထွက်သွားလို့ဘူးမှမမထုတ်ဘူး။ ်ဆက်ပြီးဆွဲထားမှာဒါဝတိရဲ့အတွက်ကြောင့်တရုတ်ကအခုအာဏာသိမ်းပြီးရဲ့နောက်ပိုင်းမှာတောင်မှရင်းနှီးမြှုပ်နှံမှုအများကြီးမကြောက်မရွံ့ဆက်လုပ်တဲ့အနေအထားတွေကိုနော်ကြည့်လို့ရှိရင်ခံမှန်းလို့ရတယ်ဒါကနိုင်ငံရေးရဲ့သဘောပါပဲနော်နိုင်ငံရေးရဲ့သဘောပါပဲအဲ့တော့နိုင်ငံရေးကစားကွက်တွေဆိုတာကအင်မတမရှုပ်ထွေးအင်မတမပြည့်ရည်များဒီနေ့နော်ဒီအမေရိကန်သမ္မတထရန့်ရဲ့နော်လှုပ်ရှားနေတဲ့ကိစ္စတွေကမမှန်တာရောမှားတာရောကောင်းတာရောဆိုးတာရောနည်းတာမျိုးမဟုတ်ဘူးနော်အဲ့ကြားထဲမှာနော် ဟိုဘယ်လိုပြောရမလို့ရှင်ဟိုတစ်ချက်တစ်ချက်ပေါ့နော်လှုပ်ခတ်လိုက်တဲ့လှုပ်ခတ်မှုဟာနော်ပတ်ဝန်းကျင်အများကြီးခဲရိုက်သွားတယ်ဘာကြောင့်တော့အင်အားကြီးတာနော်သူ့ရဲ့စီးပွားရေးအင်အားသူ့ရဲ့စီးရေးအင်အားသူ့ရဲ့ဩဇာအရှိန်ကအင်မတန်ကြီးတယ်အဲ့လိုအင်မတန်ကြီးတဲ့အခါကျတော့ဒီရက်တီချက်အပြောင်းလဲတစ်ခုသူ့ရဲ့တောင်းပန်တစ်ချက်ခတ်တာကကဘာကြီးကိုအရှိန်ရိုက်သွားတဲ့အတိုင်းတာမျိုးတွေရှိတယ်ဒါကြောင့်မလို့စိတ်နဲ့မကြနဲ့ဆိုတော့အဲ့ဒါကိုပြောတာအားလုံးကဒီအခြေအနေလေးတွေတွက်လို့ရတာမဟုတ်ဘူးကျွန်တော်တို့က ဒါပေမဲ့ကျွန်တော်တို့ကနိုင်ငံတကာကိုမှီခိုအားခိုးပြီးတော့เนาะမျောလှင့်ပြီးနေရမှာမဟုတ်ဘူးကိုလို့ဆရာရှိတာကိုတော့လုံနေရမယ်เนาะကိုလို့ဆရာရှိတော့လုံနေမယ်ကိုကြိုးစားတဲ့ကိစ္စကိုကြိုးစားနေရမယ်နိုင်ငံတကာကိုမျောပြီးတော့ကျွန်တော်တို့ကဘာမှเนาะဟိုဟိုချက်တင်လို့မရဘူးကိုလို့ဆရာရှိတော့လော့ရမယ် နော်ဟိုကက်တင်ရှင်မမျောနဲ့ကက်တင်ရှင်မမျောနဲ့နော်ကိုလို့ဆရာရှိရအောင်လုပ်နေရမယ်အဲ့ဒါနံပါတ်1အရေးကြီးရယ်နော်ကျွန်တော်တို့ဘာလို့မဟာစနကမင်းသားပင်လယ်ထဲမှာနော်လက်ပြကူရောမေခလာလာမေခလာလာကဲနတ်သမီးလာကဲမယ်ဆိုတာသူသိတာမဟုတ်ဘူးမသိဘူးမျောလင့်နေတာမဟုတ်ဘူး तू ကကူးစရာရှိတာကိုလက်ပြကူနေတာကမ်းမမြင်လမ်းမမြင်မဲ့နော်ဘယ်နေ့ကန်းဆက်ကိုရောက်မယ်ဆိုတာတော့မသိဘူးဒါပေမဲ့ကုခရမဲ့လောက်ကသူ့အလုပ်ဖြစ်တယ် ဒါကြောင့်မလို့မိခလာနှစ်သမီးရဲ့လာပြီးကဲတာဖြစ်တယ်နော်အကယ်၍သာနော်အဲ့ဒီမင်းသားကပေါ့နော်မာဇနကမင်းသားကတင်မောပြည့်ကြီးကိုဖက်ပြီးတော့တာစိတ်တကြနိုင်မယ်ဆိုရှင်ဘယ်နှစ်သမီးမှလာမကဲဘူးလုံးဝမကဲဘူးနော်အဲ့တော့စ조사တဲ့သူတွေအတွက်သာကူညီထောက်ပံ့မှုဆိုတာလာ조사တဲ့သူတွေအတွက်သာလူတွေကလမ်းရှင်းပေးနေတာလမ်းခင်ပေးနေတာ ဟုတ်ဘူးနော်စ조사တဲ့သူတွေကိုသာလေကဲတင်ကြတာဖြစ်တယ်ဘာမှမလုပ်တဲ့အပြင်းကျနေတဲ့သူတွေကိုတော့ဘယ်သူမှမကဲဘူးနော်အဲ့တော့ကဒါမဟာစနကမင်းသားဟာတင်မောပြက်ကြီးကိုဖက်ပြီးတော့ငိုကြွေးနေမယ်ဆိုရင်ဘယ်နဲ့တနည်းမှမလာဘူးနော်အဲအဲ့လိုရှိအဲ့တော့ကျွန်တော်တို့ကကိုလို့ဆရာရှိရာကိုဆက်လုပ်နေဖို့လို့တယ်အဲ့တော့တနည်းကကျွန်တော်ပြောပြတယ်နော်အဲ့တော့တနည်းကအဓိကကျွန်တော်လူငယ်တွေအတွက်နဲ့နိုင်ငံရေးကိုဝါသနာပါတဲ့သူတွေအတွက် နော်တိတင်တိတဲ့တာလေးကိုမျှဝေနေတဲ့သဘောပဲရှိရကျွန်တော်ကဘယ်သူကပြုတ်ပါစေဘယ်သူကအာနာလက်လွတ်ဖြစ်ပါစေဘယ်သူကအာနာရပါစေဆိုတဲ့ဥစ္စာမရှိဘူးကိုကိုယ်တိုင်လည်းနော်နေရာယူဖို့အာနာယူဖို့စိတ်ကူးစိတ်တမ်းမရှိတော့သလိုဟာဆွတ်လွတ်ကြလိုက်တာအရင်တုန်းကတော့အရင်တုန်းကတော့မျှော်လင့်တယ်နော်တစ်ချိန်ချိန်မှာတိုင်းပြည်ကိုကိုယ့်ရဲ့စိတ်ကူးစိတ်တမ်းနေနဲ့အကောင့်ထဲဖော်ခွင့်ရကြတယ်ဟုတ်အရင်တော့ဒါပေမဲ့ဒါရအခုဆွတ်လွတ်ပြီးသွားပြီဒါကြောင့်မလို့ကျွန်တော်ကနော်ဒီ ်နေဦးတော်လိုင်းမှာပါဝင်လာတဲ့ဆိုတာကိုတိထားတဲ့ကို့အယူဆအတွေးအခေါ်တွေကို မျှဝေပေးနေခြင်းပဲဖြစ်တယ်နော်မျှဝေနေခြင်းပဲဖြစ်တယ်ဒီပေါ်မှာအသုံးတဲ့တာကိုသုံးအသုံးမတဲ့တာကိုလွတ်ပြလိုက်နော်ဒါကိုပဲပြောတာအဲ့တော့ခါကျတော့လူငယ်တွေအနေနဲ့နော်မြန်မာနိုင်ငံရေးကိုစိတ်ဝင်စားတယ်နော်မြန်မာနိုင်ငံကိုနော်ဥဆောင်ကျင်တယ်เนาะမြန်မာနိုင်ငံကြီးမှာပါဝင်ပတ်သက်တော့မယ်ဆိုလို့ရှိရင်เนาะတိထားမယ်အချက်လက်တရားအများကြီးပဲရှိတယ် နော်အတနည်းကတော့ပြောခဲ့တာမြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံမှာပေါ့နော်ဟိုနိုင်ငံရေးကိုစိတ်ဝင်စားမစင်တမိုင်းနဲ့ပထဝီကအရေးကြီးတယ်လို့ကျွန်တော်ကပြောခဲ့တယ်နော်အဲ့တော့တကယ်ကတော့တမိုင်းနဲ့ပထဝီချင်းအရေးကြီးတာမဟုတ်ပါဘူးနိုင်ငံရေးတိတ်ပံရဲ့သဘာဝကနိုင်ငံရေးပညာရဲ့သဘာဝကတမိုင်းနဲ့ပထဝီကတော့အရေးကြီးဆုံးပေါ့ဒါပေမဲ့တခြားအရေးကြီးရဲ့ဝိဇ္ဇာဘာသာရတရှိသေးအဲ့ဒါကဘာလဲဆိုတော့အတွေးခေါ်ဖြစ်တယ် တိုင်းပြည်တစ်ခုရဲ့တိုးတက်ခြင်းမတိုးတက်ခြင်းဟာအဲ့တိုင်းပြည်ရဲ့ပြည်သူတွေရဲ့အတွေးအခေါ်ယူဆနဲ့ယူဆပေါ်မှာအများကြီးမူတည်တယ်။အဲ့လိုမိသားတစုဖြစ်စေလူတစ်ယောက်ဖြစ်စေသူ့ဘဝတိုးတက်ခြင်းမတိုးတက်ခြင်းဟာသူ့အတွေးအခေါ်နဲ့ဆိုင်တယ်။အတွေးအခေါ်ထဲမှာပိတ်မိနေမယ်ဆိုရင်အဲ့လူကဘာမှတိုးတက်စရာအကြောင်းမရှိဘူး။တချို့ဖြစ်တဲ့ပြဿနာတွေကအတွေးအခေါ်ကြောင့်ဖြစ်တဲ့ပြဿနာတွေကအများကြီးပဲရှိတယ်။နော်အများကြီးပဲရှိတယ်။အဲ့ဒါကြတော့တမိုင်းနဲ့ပထူရီတွေမဟုတ်ဘူး။ နိုင်ငံရေးကိုစိတ်ဝင်စားရပြီးနောက်ထပ်အရေးကြီးတဲ့ဥစ္စာဥစ္စာတစ်ခုကအတွေးခေါ်ပညာဖြစ်တယ်။နော်ကိုယ့်ရဲ့အတွေးခေါ်အမြဲတိုးတက်နေအောင်လက်ကျင့်နေဖို့လိုတယ်။ကမ္ဘာမှာရှိတဲ့တွေးခေါ်မှုမျိုးစုံကိုလည်းပဲနိုင်ငံရေးအတွေးခေါ်စီးပွားရေးအတွေးခေါ်လူမှုရေးအတွေးခေါ်ဒီအတွေးခေါ်တွေလည်းလေ့လာသုံးသပ်ဖို့လိုတယ်။ဒါကြောင့် philosophy ဆိုတဲ့အတွေးခေါ်ပညာရပ်ကနိုင်ငံရေးသမားတွေတယောက်အတွက်တိတ်ပြီးအရေးကြီးတယ်။နော်နောက်တစ်ခုကပါလဲဆိုရှင်လူတွေရဲ့ เนาะရိုးရာယဉ်ကျေးမှုကိုတိဖို့လိုတယ်နိုင်ငံရေးသမားတယောက်လုပ်တော့မှာဆိုရှင်လူတွေရဲ့ရိုးရာယဉ်ကျေးမှုဓလိထုံးစံတွေကိုနားလည်ဖို့လိုတယ်เนาะဒါကလည်းတိတ်ပြီးတော့အရေးကြီးတယ်ဒီဒေတာလူတွေကဘာကိုးကွယ်တယ်လဲဘယ်လိုယဉ်ကျေးမှုဘယ်လိုဇယိုက်တွေရှိတယ်လဲဆိုတော့เนาะလူတွေရဲ့ဓလိထုံးတန်းရိုးရာအစဉ်အလာတွေကိုတိဖို့လိုတယ်เนาะဒါတွေကเนาะအရှိတရားကိုเนาะလက်မခံလို့မရအောင် အစ်စ်တရားကိုကျွန်တော်တို့ကလက်ခံပြီးတော့မှဒီလူဖွဲ့စည်းကိုထိန်းချောင်းယူဖို့လိုတယ်နော်ဒါလည်းအရေးကြီးတယ်နောက်တစ်ခုကအစ်စ်ပညာဖြစ်တယ်နော်အဲ့တော့ကျွန်တော်နိုင်ငံရေးသမားလုပ်တော့အခါမှာဒီ psychology ပေါ့နော် public psychology ကအစ်စ်အစ်စ်အရေးကြီးတယ်တရင်ထဲမှာ တရင်တစ်ခုဟော့သွားတဲ့အခါမှာလူရဲ့စိတ်ထဲမှာဘယ်လိုဖြစ်သွားမလဲဘယ်လိုလူတန်းစားမှာဘယ်လိုစိတ်တွေဖြစ်သွားမလဲဆိုရယ်စိတ်ပညာလည်းအရေးကြီးတယ်အဲ့တော့နိုင်ငံရေးသမားတယောက်လုပ်တယ်မစင်တမိုင်းပထူရင်တွေမဟုတ်ဘူးเนาะအတွေ့အခေါ်ဘာသာရရယ်เนาะနောက်တစ်ခုက လူရဲ့เนาะဓလိထုံတန်းရိုးရာအစင်လာတယ်လေတိဖို့သူလိုစိတ်ပညာဘာသာရကိုလည်းတိဖို့လိုတယ်เนาะတိဖို့လိုတယ်အဲ့တော့ခါကြတော့ဒါကလူငယ်နိုင်ငံရေးသမားတွေအတွက်เนาะ တိထားလိလာရမယ်နော်ပညာရဆိုင်ရာအခြေခံတွေဖြစ်တယ်အဲ့ဒါကြမ်းမှသာလေကျွန်တော်တို့ကဒီ public psychology ဆိုတဲ့လူလူရဲ့စိတ်နေစိတ်ထားကိုလူလူကဘာဖြစ်ချင်တာလဲဆိုတဲ့လူလူရဲ့စံတော့နိုင်ငံရေးမှတယောက်ကဖဲ့ဝင်လို့ရရနိုင်တယ်နိုင်ငံရေးမှတော့ကိုပီလူတွေစိတ်သက်ကြနေသလားစိတ်သက်တက်နေသလားဒီကိစ္စမှာသူတို့သဘောတူသလားသူတို့စန့်ကျင်နေသလားသူတို့ထောက်ခံနေသလားဒီကိစ္စမှာသူတို့ဘယ်အထိပါဝင်လာမလဲဆိုတာကိုခံမှန်းယူနိုင်တဲ့ နော်ခံမှန်းယူနိုင်မှုအတိတ်အရေးကြီးတယ်အဲ့လိုခံမှန်းယူနိုင်သလိုတစ်ဖက်မှာလည်းစီယုံရေးပညာရကတိတ်ပြီးတော့အရေးကြီးတယ်လူတွေရဲ့လူတွေခံစားနေတဲ့ခံစားမှုအနေထားကြည့်ပြီးတော့ပါငါဘယ်စကားကိုပြောရမလဲနော်ဘယ်ခေါင်းစဉ်ကိုတက်ရမလဲဘယ်လမ်းကိုပြပေးရမလဲဆိုတော့နော်ဟိုခေါင်းဆောင်တယောက်ကဒါတွေသိထားဖို့လဲလို့ရဲ့ နော်လူငယ်တွေဒါဒါတွေသိထားဖို့လေအဲ့တော့ဝိဇ္ဇာပဒဝိဇ္ဇာဘာသာပညာရဲ့တင်နဲ့ပတ်သက်ပြီးတော့နိုင်ငံရေးသမားတယောက်ကနော်ခုနကပညာရဲ့တွေလိုသလိုနောက်တစ်ခုကဥပဒေပညာရဲ့ကိုနားလည်ဖို့လိုရဲနော်နားလည်ဖို့ဆိုတာနိုင်ငံရေးသမားတွေဆိုဟိုဆက်ဆက်ဒီဆက်ဆက်အများကြီးသိဖို့လိုတယ်တခုတည်းကိုနက်နက်ဆိုင်ဆိုင်သိဖို့မလိုဘူးအဲ့ဒါဘာလဲဆိုရှင်ပညာရှင်တွေခေါ်သုံးလို့ရတယ်ဥပဒေပညာရှင်တွေခေါ်သုံးလို့ရတယ်အဲ့တော့နိုင်ငံရေးသမားတယောက်တည်ရမယ့်ကိစ္စရဲ့ထဲမှာဥပဒေเนาะ တရားဥပဒေဆိုင်ရာပညာရကိုလည်းခြုံငုံသုံးသပ်ပြီးပို့လို့ရတယ်။နော်နောက်တစ်ခုကတော့စီးပွားရေးပညာအဲ့တော့နိုင်ငံကောင်းကောင်းတရားလုပ်တော့မယ်ဆိုလို့ရှိရင်ကိုယ့်နိုင်ငံရဲ့စီးပွားရေးကိုဘယ်လိုတိုးတက်အောင်လုပ်မလဲကိုယ့်နိုင်ငံမှာရှိတဲ့ပြည်သူတွေရဲ့ဝင်ငွေတိုးအောင်ဘယ်လိုလုပ်မလဲကိုယ့်နိုင်ငံမှာရှိတဲ့အရင်းအမြစ်တွေကဘာတွေရှိသလဲဘယ်လိုအရင်းအမြစ်တွေနဲ့ဘယ်လိုငွေကြေးဖြစ်အောင်လုပ်လို့ရမလဲဆိုတဲ့အဥ္စာအောင်လဲနားလည်ထားဖို့လိုရဲ့နော်ဒါအဲ့တော့ ဒီနိုင်ငံမြန်မာနိုင်ငံရဲ့အရေးကိုစိတ်ဝင်စားပြီးတော့နိုင်ငံရေးသမားတယောက်လုပ်တော်မယ်ဆိုရင်တော့ဝိဇာဘာသာရက်တော်တော်များများကိုတိမိခောက်မိအောင်လေ့လာထားဖို့လိုတယ်။တစ်သက်မှာတစ်ဖက်မှာလည်းပဲဒီဝိဇာပညာရက်ဒီအဓိကထားလေ့လာပေမဲ့သိပ္ပံပညာရဲ့ trend ကိုလည်းအကြမ်းမြင့်တော့ခြုံငုံသုံးသပ်ဖို့လိုတယ်။ internet ကဘယ်လိုသွားနေလဲ AI ကဘာတွေဖြစ်နေလဲเนาะဒီ global network ကြီးကဘာတွေဖြစ်နေလဲဆိုတာအလောက်ကိုလည်းသိဖို့လည်းလိုပြန်တယ်။ နော်အဲ့ခါကျတော့ဒါကတော့လူငယ်နိုင်ငံရေးသမားတွေအနေနဲ့မြန်မာနိုင်ငံကိုဟောနိုင်ငံရေးကိုစိတ်ဝင်စားပြီဆိုလို့ရှိရင်အကြမ်းမြင့်တည်ရမယ့်ကိစ္စတွေဖြစ်တယ်။နောက် တစ်ခုကတော့မြန်မာနိုင်ငံရဲ့ဖြည့်ရှင်ရမယ့်ပြဿနာတွေဖြစ်တယ်။အဲ့တော့ဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံမှာဘာလို့ပြဿနာတွေဖြည့်ရှင်နေတယ်လဲ။အရှိနေတယ်လဲ။အဲ့ဒီလိုပြဿနာတွေကိုဘယ်လိုဖြည့်ရှင်မလဲ။ဘယ်ပြဿနာအဓိကကြာဆုံးလဲဆိုတာကိုလည်းနားလည်ဖို့လိုတယ်။အဲ့တော့ ဒီနေ့မြန်မာနိုင်ငံမှာအတိတ်ဖြစ်နေတဲ့ပြဿနာကိုအကျဉ်းချင်းကျွန်တော်နားလည်တော့ပြောရမယ်ဆိုလို့ကျင်မြန်မာနိုင်ငံရဲ့အရေးကြီးဆုံးဆိုင်ရာပြဿနာငင်းညာရေးပြဿနာဖြစ်တယ်မြန်မာနိုင်ငံမှာတိုးရမတိုးတက်ရခြင်းအတိတ်အကြောင်းတရားပြီးငင်းညာရေးပြဿနာပဲဖြစ်တယ်ကျွန်တော်တို့ကလွတ်လပ်ရေးလွတ်လပ်ရေးရပြီးကြတဲ့ကဆိုပါတော့เนาะငင်းညာရေးကိုတရားရခိုင်တော့ အပြည့်ဝမခံစားကြရဘူးအဲ့ဒီတခါအာနာသိန်းနော်စစ်ဒီတော်လိုင်းကောင်စီတက်လာတဲ့အခါစစ်တပ်ကအာနာသိန်းလက်တဲ့အချိန်ရောစပြီးတော့နော် ငင်းငင်းကြီးကပို့ပို့ပြီးတော့ပြက်ပြားသွားတယ်အဲ့လိုပြက်ပြားသွားတဲ့အခါမှာငင်းငင်းကြီးမရှိတဲ့အတွက်ကြောင့်เนาะကျန်တဲ့တိုင်းပြည်ဟာအစသာရောစီးပွားရေးလူမှုရေးပညာရေးအကုန်လုံးကကျွန်တော်တို့ချွတ်ချုံကြွားသွားတယ်အဲ့တော့မြန်မာနိုင်ငံမှာနိုင်ငံရေးသမားတယောက်ဖြည့်ရှင်းရမယ့်နံပါတ်1ပြဿနာဒီမြန်မာနိုင်ငံအတွက်ငင်းငင်းကြီးပြဿနာဖြစ်တယ်အဲ့ဒီငင်းငယ်ရေးပြဿနာဘာနဲ့ဆက်ဆက်နေလဲဆိုတဲ့အခါကျတော့ဖက်ဒရယ်ရေးနဲ့ဆက်ဆက်နေတာ။ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံကเนาะလူမျိုးစု လူမျိုးဘောင်းစုံရင်ကျင်းမှုဘောင်းစုံเนาะတူးတွဲပြီးနေထိုင်တဲ့နေရာ ဖြစ်တယ်အဲ့လိုနေထိုင်တဲ့နေရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံမှာရိုးရာရင်ကျင်းမှုမတူတဲ့သူတွေစုပေါင်းနေထိုင်ဖို့အတွက်အသင့်တော်ဆုံးဆိုတဲ့ဖက်ဒရယ်ပြဿနာကိုကင်တွယ်နိုင်မှသာလျှင်ငြိမ်းချမ်းရေးပြဿနာကိုဖြေရှင်းနိုင်မှာ